မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ20ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့တိုက်ပွဲတွေပြင်းထန်လျက်ရှိတဲ့ကချင်ပြည်နယ်ဖားကန့်ဒေသမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စခန်းတစ်ခုကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့များကထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ19ရက်နေ့မနက်9:00အချိန်မှာ ဥရုချောင်းအနောက်ဘက်စမ်းကြွယ်မော်မှာရှိတဲ့ဇေဒီကုန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကို KAI တပ်မဟာကိုတပ်ဖွဲ့ဝင်များနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းမြေပြင်စီရေးသတင်းမြင့်တူကပြောပါရယ်စိုင်းတောင်ချေးပါအတွင်းမှာစစ်ကောင်စီတပ်များက KTV ဟိုတယ်နဲ့ကြောက်ဝိုင်းများမှာနေရာယူထားပြီးတော့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့တယ်လို့သိရပါရယ်စက်တမာလ19ရက်နေ့မနက်10:15မိနစ်နဲ့16မိနစ်တုန်းကစစ်ကောင်စီတပ်က လေရင်နဲ့ဘုံကျက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ညနေ3:00နာရီခွဲအချိန်ကမှလည်းစိုင်းတောင်ကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျက်ခဲ့တဲ့အတွက်ကြောင့်ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တချို့ပျက်စီးသွားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်များကလည်းစိုင်းတောင်မှာရှိတဲ့ Lucky Man Hotel အတွင်းမှာအပြစ်မဲ့တဲ့ပြည်သူအများအပြားကိုစစ်ကောင်စီတပ်ကပြစ်တက်ခဲ့တဲ့အပြင်အနီးနားမှာရှိတဲ့နေအိမ်များကိုလည်းမိရှို့ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မြောက်ကလာရဲစခန်းနဲ့မန္တလေးနန်းတွင်းကိုတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တဘာလ9ရက်နေ့ည8:25မိနစ်ခန့်မှာရန်ကုန်မြို့မြောက်ကလာပါမြို့နယ်ခေမာတီလမ်းမပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံမြောက်ကလာရဲစခန်းကိုပြင်းအမြင့်အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိကြောင်းမြေပြင်သတင်းရင်းမြစ်များထံကနေပြီးတော့သိရှိရပြီးအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးကြောင်း Operation Fly ိုင်းအဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးကတာဝန်ရှိသူတို့ကပြောဆိုထားပါရယ်စက်တမလာ18ရက်နေ့ညနေ6:05မိနစ်နဲ့ည10:22မိနစ်ခန့်မှာမန္တလေးမြို့နန်းတွင်းထဲမှာရှိတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကိုရှော့တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်အဲ့ဒီတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ရဲ့စခန်းအတွင်းထဲကိုကြောက်ရောက်ပောက်ကွဲပြီးတော့လူနာတင်ကားများအဝင်ထွက်တွေရှိခဲ့တယ်လို့သိရပါရယ်တိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မန္တလေးမြို့တွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကရန်တပ်ပစ်ခတ်မှုများနဲ့လမ်းများရပ်ကွက်များကိုအင်အားသုံးပြီးတော့စစ်ဆဲမှုများပြုလုပ်ခဲ့ကြောင်းလဲ ည်းသိရှိရပါတယ်။ဆက်စပ်ရေးကအောင်မြင်ပါတယ်။တော်လိုင်းအဖွဲ့သားတွေအားလုံးဘေးကင်းရာကိုအထူးကမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Operation Flame အဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကို Operation Flame OF ရန်ကုန်နဲ့ Operation Flame OF မန္တလေးမြို့ပြပျောက်ကြားရဲဘော်များက ရန်ပန်းစစ်စင်ရေးအဖြစ်နဲ့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဆက်လက်ပြီးတော့ရန်ကုန်နဲ့မန္တလေးမှာရှိတဲ့တော်လိုင်းရဲမဟာမိတ်များအလုံးနဲ့အတူလက်တွဲပြီးအကြမ်းဖက်စစ်တပ်ကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခတ်ချိန်မုံသွားမှာဖြစ်ကြောင်း Operation Flame အဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းခင်ဦးမြို့နယ်မှာပြူစောတိအင်အားကောင်းရာမတော်လာကြီးရွာကစစ်ကောင်စီတပ်နဲ့ပြူစောတိများစခန်းကိုဆုတ်ခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ခင်ဦးမြို့နယ်မှာရှိတဲ့မတော်လာပြူစောတိကြီးရွာဟာ၃နှစ်ကျော်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောတိများဟာဩဂတ်စ်လကုန်ပိုင်းကတိုက်ပွဲပြင်းထန်ကထိခိုက်မှုများပြီးတဲ့နောက်စက်တင်ဘာလ18ရက်နေ့ညနေပိုင်းကစစ်ကောင်စီရဲ့ဇီးကုန်းတကြားဆက်ကို ပြန်လည်ဆောက်ခွာထွက်ပြေးသွားကြောင်းခင်ဦးမြုံနဲ့သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောဆိုထားပါတယ်။ပြူစောတိတွေအားလုံးဒဏ်ရာရတဲ့သူတွေကိုတက်ရှိထင်ရှားရှိနေတဲ့ကောင်းတွေရောအကုန်လုံးကိုကန့်ဘလူဘက်ကိုခေါ်သွားပြီလို့ဒေသကာကွယ်ရဲဘော်တို့ကပြောပါတယ်။ပြန်လည်ဆောက်ခွာသွားတဲ့စစ်ကြောင်းတစ်ကြောင်းဟာလည်းကန့်ဘလူမြို့နယ်ဘက်မှာရှိတဲ့ကာကွယ်အဖွဲ့များကတိုက်ခိုက်ခဲ့ရာအထိကများရှိခဲ့ကြောင်းဒေသကာကွယ်တပ်ဖွဲ့များကပြောပါတယ်။စက်တမာလ18ရက်နေ့မှာအဲ့ဒီပြူစောတိကြေးရွာအား ာကွယ်တပ်ဖွဲ့များကရှင်းလင်းဝင်ရောက်ခဲ့ရမှာဒေသခံပြည်သူများထံကနေပြီးတော့မတရားခိုးယူထားတဲ့နွားအုပ်တိုးအုပ်များနဲ့ပစ္စည်းတချို့ကိုပြန်လည်ရရှိခဲ့တယ်လို့သိရပါဗျ။အထိုင်ချထားတဲ့နေရာများအားရှင်းလင်းခဲ့ရမှာရဲဘော်နှစ်ဦးမြေမြုံပိုင်းထိမှန်ခဲ့ပြီးတော့ဒဏ်ရာရရှိခဲ့ကြောင်းခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။အိမ်တွေကတော့မရှိတော့ဘူးသူတို့မီးရှို့သွားတယ်ရွာကဖုန်ကြီးကျောင်းမှာရှိတဲ့ဖုန်ကြီးကျောင်းရဲ့မြေအောက်ခန်းမှာတည်နေတဲ့အလောင်းတွေကိုပစ်ထားတာပုတ်ဆွေးနေတာတွေတော့တွေ့တယ်လို့ ထက်ပါတာဝန်ရှိသူကပြောဆိုထားပါဗျ။မတောင်းလပြူစောတိယွာကိုဩဂတ်စ31ရက်နေ့မှာရွှေဘိုခရိုင်စစ်ဒေသရဲ့ကိုကဲမှုနဲ့ပြည်သူ့ကာကွယ်တပ်မတော်ရဲ့တိုက်ရင်များခေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မြို့နယ်ပကဖများနဲ့အခြားတော်ခရိုင်နဲ့မြို့နယ်နီးစပ်ရာမိဖက်ကာကွယ်တပ်ဖွဲ့များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာထိခိုက်ဒေဆုံးမှုများပြားခဲ့တဲ့မတောင်းလပြူစောတိအဖွဲ့အား စိတ်ကောင်းစီကဂျက်ဖိုက်တာလေရင်6စီးနဲ့ထောက်ဖို့လေရင်10စီးနဲ့စုစုပေါင်းအချိန်20ထက်မနည်းဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာစိတ်ကောင်းစီဘက်ကအရာရှိတပ်သားအပါဝင်73ဦးပြူစောတိအဖွဲ့ဝင်78ဦးတေဆုံးကပြည်သူ့ကာကွယ်ရဲဘော်9ဦးလဲကြာဆုံးခဲ့ကြောင်းကာကွယ်အဖွဲ့များကပြောပါတယ် အထိနာသွားတဲ့စစ်ကောင်စီတပ်ဟာကံဘလူမြို့နယ်ဘက်ကနေပြီးတော့စစ်ကူခေါ်ပြီးအင်အား၁၈၀ခန်းနဲ့စက်တမလာ၁ရက်နေ့ကနေစတင်က15ရက်နေ့အထိခေဦးမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာပေါင်း73ရွာကနေအိမ်900ကျော်ကိုစစ်ကြောင်းထုတ်မိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အဲ့ဒီစစ်ကြောင်းဟာစက်တမလာ10ရက်နေ့ကမတောင်းကြီးကျေးရွာကကျောင်းသားတအုပ်အပါအဝင်ပြည်သူ၃ဦးကိုပြစ်တက်တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ခေဦးမြို့နယ်မှာစစ်ကောင်စီလက်အောက်ခံပြူစောတိကျေးရွာများဖြစ်တဲ့ပြင်းတောင်ရွာနဲ့မကြီးတုံရွာအပြင်ခေဦးမြို့ရဲစခန်း ဆေးရုံမင်းတိုက်တိုက်စတဲ့စစ်တပ်အထံချတဲ့စခန်းနေရာများကြမ်းရှိနေသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇဂိုင်းတိုင်းကမ့်ဘလူးမလဲရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အထိုင်စခန်းကို PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်နေပြီးတော့၃ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်နေကစစ်တပ်ကလေးချောင်းကနေပြီးတော့ဘုံကျဲခုခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမာလ18ရက်နေ့ကနေစပြီးတော့မလဲရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်အထိုင်စခန်းကိုကမ့်ဘလူးခရိုင် PDF တိုက်ရင်တပ်ဖွဲ့များနဲ့ဒေသကာကွယ်ရေးအဖွဲ့များက ၃ရက်ဆက်တိုက်ဝင်ရောက်တိုက်ခိုက်နေပြီးတော့စစ်တပ်ကတေဆုံးမှုများပြားတဲ့အတွက်ကြောင့်လေးချောင်းကနေပြီးတော့အပြင်းထန်ဘုံကျဲခုခံတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။စက်တမလာ၁၈ရက်နေ့တိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကအထိနာပြီးတော့ပြူစောထီးများစစ်မတိုက်ဖဲနဲ့ကြောက်လန့်ပြီးတော့ထွက်ပြေးသွားတဲ့အတွက် တဒဲဦးကနေတက်လာတဲ့ဂျက်ဖိုက်တာနဲ့မနက်7:16မိနစ်မှာတစ်ချိန်7:18မိနစ်မှာတစ်ချိန်ဘုံဒီနှလုံးကျဲချပြီးတော့7:18မိနစ်မှာဆက်လက်နဲ့တစ်ချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခတ်ပြီးတဲ့နောက်တဒဲဦးကနေပြီးတော့ဒုတိယအချိန်တက်လာတဲ့ဂျက်ဖိုက်တာနဲ့ မနေ့7တနာရီ30မိနစ်မှာဘုံဒီနှလုံး7တနာရီ31မိနစ်နဲ့35မိနစ်တုန်းမှာဘုံဒီနှလုံးထမှန်ကျဲချပြီးတော့ဆက်လက်နဲ့နှစ်ချိန်ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဘက်ကလေကြောင်းပစ်ကူများပေးပြီးတော့တိုက်ခိုက်ခဲ့တော့လေတိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီးတော့မွန်လယ်တနာရီ24မိနစ်မှာဒရအုကနေတတိယအချိန်တက်လာတဲ့ဂျက်ဖိုက်တာနဲ့တစ်ချိန်ဘုံဒီချပြီးတော့ မိုးလေတနာရီ38မိနစ်38မိနစ်နဲ့42မိနစ်တုန်းမှာ Jet Fighter နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ညနေ9:30မိနစ်ခန့်မှာမိထီလာ၄တပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးက ဘုံဒီတလုံးဖက်မှန်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲကဒီကနေ့အထိကိုဆက်လက်ပြီးတော့ပြင်းထန်နေတော့မယ်။လေရင်နဲ့မင်းကပဲဘုံအပြင်းထန်ကျဲချတာဒီနေ့တော့မလာသေးဘူး။မြေပြင်တိုက်ပွဲတွေဖြစ်နေတော့မယ်လို့ကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါဗျ။ဒါအပြင်ညနေ9:52မိနစ်မှာတရအုပ်ကနေစစ်ထမအချိန်မြောက်တက်လာတဲ့ Jet Fighter နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကံဘလူမျိုးနဲ့ရေကြီးဥယွာဘုံကြီးအကြောင်းကိုအကြောင်းမဲ့ဘုံကြီးကျဲချတိုက်ခတ်ရောင်းထိခိုက်ပျက်စီးမှုတချို့ရှိခဲ့တယ်လို့သိရပါတယ်။ရေကြီးဥယွာဟာရွှေဘုံမြေကြီးနာဘျူဟာလမ်းမိုက်မှာတည်ရှိတဲ့ကြေးရွာတွေဟာဖြစ်ကြောင်းကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်မလေးရွာဖုန်ကြီးကျောင်းဆောင်နဲ့ပြည်သူဝိုင်းနေအိမ်တချို့လည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗျာ။မလေးရွာတိုက်ပွဲဟာဆက်လက်ပြီးတော့ပြင်းထန်နေပြီးခရီးသွားပြည်သူများလမ်းကြောင်းလုံခြုံရေးအတွက်ရွှေဘုံမြကြီးနားဗျူဟာလမ်းပိုင်းကိုတော်လိုင်းအင်အားစုများကစက်ပြမလာ18ရက်နေ့မနက်ပိုင်းကစပြီးတော့ခိတခဏယာယီပိတ်ထားပြီးအန်ဒီရဲ့ကင်းစွာသွာလာလို့ရတဲ့အချိန်ကြမှာပြန်လည်ဖြတ်တန်းွက်ပေးမှဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းဒိုင်ဦးအချင်းထောင်မှာနိုင်ငံရေးအကျဉ်းသားတအူးထံကနေပြီးတော့စစ်လက်လက်ရာမှာအုံပြုတဲ့စက်ကူစာရွက်တွေ့ရှိတယ်ဆိုပြီးတော့စွတ်စွဲကထောင်အနာပိုင်းများကအချင်းသားရဲ့ဥကောင်းတဲ့မျက်နှာကိုဖက်နှက်နဲ့နင်းပြီးတော့ရိုက်နှက်မှုများပြုလုပ်ခဲ့ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလိုမျိုးဥပဒေမဲ့ရိုက်နှက်ခဲ့တဲ့သူများဟာအချင်းဦးစီးဌာနအမှတ်9အိတ်ဆောင်ရဲ့အဆောင်မှုရဲထုတ်ဝင်းနဲ့ဒုတက်ချက် စောအောင်ကိုလေးဆိုသူများဖြစ်ပြီးတော့ပုံမှန်905နဲ့ထောင်ဒဏ်3နဲ့မတရားချမှတ်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတအုပ်ကိုရိုက်နှက်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။အဆောင်မှုရဲထုတ်ဝင်ဟာလုတ်ပိုင်ခွင့်အာဏာကိုမတရားအသုံးချပြီးတော့နိုင်ငံရေးအကျဉ်းသားတအုပ်ကိုလူမဆန်စွာရိုက်နှက်ခဲ့ပါတယ်။နိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်တဲ့နေရာမှာဒိုက်ဦးထောင်ကအကျဉ်းဦးစီးဝန်ထမ်းတွေဟာအရန်ကိုစိုးစိုးဝါဝါဖိနှိပ်ရိုက်နှက်လာပါတယ်။ဒီလိုဖိနှိပ်နေတဲ့သူတွေနဲ့ထောင်တွေကိုအရက်ဘက်အဖွဲ့စည်းတွေတော်လိုင်းအဖွဲ့စည်းတွေအနေနဲ့လဲမိမထားပဲနဲ့စောင့်ကြည့်သွားကြဖို့လိုအပ်ပါတယ်လို့ပြောပြရ စေလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဥဆောင်ကော်မတီဝင်ကိုတိုက်ထုံးဦးကပြောဆိုထားပါတယ်နိုင်ငံရေးအကျဉ်းသားများကိုရိုက်နိုင်ရမှာအဆောင်မှုရဲထုတ်ဝင်းကအဓိကဥဆောင်ပြီးတော့အကျဉ်းသားရဲ့ဥကောင်းတဲ့နောက်စည်များကိုစစ်ဖက်နဲ့တန်နှင်းခြင်းမျက်နှာကိုစစ်ဖက်နဲ့ကန်ခြင်းများအပြင်ရိုက်နှက်မှုကိုပြင်းထန်စွာပြုလုပ်ခဲ့တဲ့အတွက်နိုင်ငံရေးအကျဉ်းသားများဟာဒဏ်ရာများရရှိခဲ့ကြောင်း PPNM ကထုတ်ပြန်ထားပါတယ်အခုလိုမျိုးနိုင်ငံရေးအကျဉ်းသားများကိုရိုက်နှက်နှိပ်စက်ခဲ့ကြတဲ့အဆောင်၅ရဲ့အဆောင်မှုနဲ့ရိုက်နှက်ရမှာပါဝင်ခဲ့တဲ့အကျဉ်းဥစည်းဝန်ထမ်းများကို အခုပြောင်းကာလမှာတရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက်ဖြစ်စဉ်မှတ်တမ်းများနဲ့တကွစနစ်တကျသိသိထားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကအသိပေးကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်စိုင်းတောင်ရွာမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ဇက်တိုက်ဘုံကျဲနေကစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ19ရက်နေ့မွန်လယ်3:20မိနစ်နဲ့30မိနစ်တုန်းမှာအကြမ်းဖက်စစ်တပ်ကစိုင်းတောင်ရွာမှာရှိတဲ့ရက်ကွက်တုံးနဲ့ကြောက်သွေးတောင်ဘက်ကို Jet Fighter နဲ့နှစ်ချိန်လာရောက်ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မွန်လယ်10:20မိနစ်နဲ့ 15မိနစ်ခန့်တုန်းမှာအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့စိုင်းတောင်ရွာဘက်ကိုဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့ဖားကန်တပ်မခုံးကမွန်လွဲ2နာရီကမှပြစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာစပော့ရွာထဲကိုကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။16ရက်နေ့ညနေ3:20မိနစ်မှာစစ်ကောင်စီဂျက်ဖိုက်တာတစ်စီးကလာပြီးတော့ဒီစိုင်းတောင်ဘက်ကိုဘုံးကျဲသွားတယ်၊ပြစ်လဲပြစ်သွားတယ်၊နှစ်ပတ်လှည့်သွားတယ်။နောက်ထပ်3:30မိနစ်မှာလည်းနောက်ထပ်ဂျက်ဖိုက်တာတစ်စီးကစိုင်းတောင်ဘက်ချမ်းကိုပဲရက်ွက်သုံးတဲ့ကြောက်သွေးတောင်ဘက်ကိုလည်းဘုံးလဲချသွားတယ်၊ပြစ်လဲပြစ်သွားတယ်။ တခါတစည်းလာရင်နှစ်ပတ်ပတ်သွားတာပေါ့လေချောင်းတိုက်ခိုက်မှုတွေကိုလုပ်တယ်ပြီးရင်စိုင်းတောင်မှာက16ရက်နေ့ညနေအထိကိုတိုက်ပွဲတွေပြန်ဖြစ်နေတယ်လက်နက်ကြီးတန်တွေပြန်ကြားရတယ်လက်နက်တန်တွေလည်းကြားနေရတယ်16ရက်နေ့မနက်ပိုင်းတနားရီ10မိနစ်မှာတခါတနားရီ15မိနစ်မှာတခါဘုံလာကျဲသွားတာပေါ့နှစ်ခါလာပြီးတော့ညနေ3နာရီခွဲဟာကနှစ်စည်းလို့ပြောတယ်နှစ်စည်းဆိုရင်တော့ဒီနေ့လာသွားတာ၄ရက်၅စည်းရှိပြီပေါ့ ေချောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်စစ်ကောင်စီကပြစ်တဲ့လက်နက်ကြီးတွေက support ရွာဘက်ကိုလည်းကြားတယ်တဲ့မွန်လွဲနန္နာရီလောက်ကတပ်မခုံးကပြစ်လိုက်တဲ့လက်နက်ကြီးကပြည်သူနာဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော်လိုင်းရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်စိုင်းတောင်ရွာထဲမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ KIA KPDF တပ်ဖွဲ့ဝင်များထိတွေ့တိုက်ပွဲများပြင်းထန်လျက်ရှိပြီးတော့ Lucky Man Hotel မှာရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများပိတ်မိနေပြီးတော့စိုင်းတောင်အဝင်ထွက်လမ်းကြောင်းတွေကိုလည်းတော်လိုင်းတပ်ဖွဲ့များကပိတ်ဆို့ထားတယ်လို့သိရပါတယ်စိုင်းတောင်မှာတိုက်ပွဲဖြစ်နေတာ73ရက်ရှိပြီပေါ့ဖားကန်တပ်မခုံးကလည်းစိုင်းတောင်ဘက်ကိုလက်နက်ကြီး တွေနဲ့ပြစ်ကူနေတယ်လောလောဆယ် Lucky Man Hotel မှာရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပိတ်ဆို့ခံရတုံးပဲပေါ့ KIA KPDF တွေကစိုင်းတောင်အဝင်အထွက်လမ်းကြောင်းတွေကိုပိတ်ထားတော့ Lucky Man Hotel ကစစ်ခွေးတွေကထွက်လို့မရသေးဘူးလို့တော်လိုင်းရေးတရင်အေးမေကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ